တောင်ငုံဟင်းလေးချက်တက်ဟာလေးတော့စားဖြစ်တယ်ပေါ့နော်စားလဲစားဖူရဲမျိုးတောင်ငုံမဟင်းကတော့တောင်ငုံအတုတ်ဆုံးနော်အဲ့လိုမျိုးလေးပေါ့ဟုတ်စားစစ်တာလေးပတ်ပြီးစားတာဆိုတာလေအဲ့တော့အခု data အစ်စ်လေးပေါ့နော်တောင်ငုံ data အစ်စ်လေးတောင်ငုံ data အစားစားလေးစားတဲ့အခါကျတော့ taste မျိုးလေးရတဲ့အခါကျတော့လေအာစားလို့လည်းကောင်းတယ်သဘောလည်းကျပါတယ်ဟုတ်သူလည်းစားမှာပေါ့အဲ့တော့စားဖို့ပဲတော့ငါကျောင်းစားဖို့ပဲတွေ့ရတာဟုတ်တော့အစားလိုင်းဆိုတာလေအဲ့တော့စားဖို့ပဲစဉ်းစားတယ်ဟုတ်အားချော်လေးအေးလေးအေးတယ်ပြီးလို့ရှိရင်အိမ်နာဖို့လည်းနိုင်နေတယ် တွေ့ဟင်းချက်တဲ့အရန်ကောင်းတဲ့ခါကျတော့အဲကိုတက်အမျိုးအမတယောက်တိုးလာတာပေါ့နော်ဟုတ်အမျိုးကိုတို့ပြီးတော့မျိုးအင်ကကိုတောင်းသွားတာပေါ့နော်ပြီးတော့လည်းအဲ့လိုမျိုးလေးအမျိုးတွေလည်းအအများကြီးရလာတဲ့ခါကျကိုအနေနဲ့လည်းပြောရတယ်ပေါ့နော်ဟုတ်အပွဲကတော့အမျိုးပေါ့နော်အဂျန်နဲ့ပွဲလေးဂျန်နဲ့အခါမှအဲ့လိုမျိုးအကိုရောအမရောသဘောကျတဲ့ပုံစံမျိုးလေးရဲ့ အပြီးတော့အကြိုက်တဲ့ပုံစံမျိုးလေးရပေါ့နော်တိတ်ချလေးကိုစီစဉ်ထားပါတယ်ဟုတ်အရန်လည်းပြောရပါတယ်ပြီးတော့လည်းအမအချောင်းလည်းအေးလည်းအေးတယ်ပြီးလို့ရှိရင်အိမ်နာဖို့လည်းနိုင်နေတယ်အပြီးဟင်းချက်တဲ့အရန်ကောင်းတဲ့ခါကျတော့အကိုအတွက်အမျိုးအမတယောက်တူလာတာပေါ့နော်ဟုတ်အဟင်းချက်တဲ့ကောင်းနေဆိုတော့အမအချောင်းတော့မျိုးလေးတောင်ကူတူထားတဲ့ခါကျတောင်ဟင်းလေးချက်တဲ့ဟာလေးတော့စားဖြစ်တယ်ပေါ့နော်စားလည်းစားဖို့ရအမျိုးတောင်ကူမဟင်းကတော့တောင်ကူအတော့ဆုံးနော်အဲ့လိုမျိုးလေးပေါ့ဟုတ် စားစစ်တာလေးပတ်ပြီးစားတာဆိုတာလေအဲ့တော့အခု data အသစ်လေးပေါ့နော်တိုင်ဝန် data အသစ်လေးတိုင်ဝန် data အစားစားလေးစားတဲ့အခါကျတော့ test မျိုးလေးရတဲ့အခါကျတော့လေအာစားလို့လည်းကောင်းတယ်သဘောလည်းကျပါတယ်ဟုတ်ခွဲနေမယ်ဆိုတော့လေဒါတော့အာပုံမှန်အဖင်းကအိမ်တော်ချောက်ဝါတူတူလေးများအိမ်ခွဲနေတဲ့အခါကျရင်ပို့ပြီးတော့လည်းဘယ်လိုပြောရမလဲသူတို့တက်ပို့ပြီးတော့ freedom လေးဖြစ်တယ်ပြောလို့ရှိရင်လည်းပို့ပြီးတော့လည်းအမျိုးအာကုကုကွန်တယောက်ကုကုကွန်ခွဲနေတဲ့အခါကျရင်လောကအာဘယ်လိုပြောမလဲအာ အရန်လွတ်လပ်သွားတာပေါ့နော်အကောင်လုံးကကို့ decision ကို့ authority အောက်မှာဖြစ်တော့လေပို့ပြီးတော့လည်းအဆင်ပြေရဲ့ပို့ပြီးတော့လည်းသူတို့အကိုတို့တော့ပေါ့နော်ပို့ကောင်းမယ်လို့ထင်တဲ့ခါကျတော့ဒါကတော့ဒါကောင်းပါတယ်ညီမအနေနဲ့ကျတော့အိမ်မှာအကိုတယောက်လျှော့သွားတယ်အဲဒါပေမဲ့လည်းအမျိုးဘယ်လိုရမလဲဟိုဘက်အတကယ်ခွဲနေရဆိုဟိုဘက်အိမ်သွားလဲလို့ရဒီသူတို့လည်းဒီဘက်လာတဲ့ခါကျရင်လဲအောင်ပါပေါ့လဲအောင်ပါပေါ့အဲ့ဒါဆိုပျော်စရာကြီးပေါ့နော်ဟုတ်အဲ့လိုမျိုးပဲတွေ့ပါတယ်ပါ တိတ်ခရူရီခံစားရတော့မရှိပါဘူးဟုတ်အရင်ခံစားခိုင်းနေတော့သူအရင်သူအရင်ခံစားခိုင်းတရားဒီလိုပဲလေဘာလဲဆိုအသက်ကြီးလာတဲ့ခါကျရင်မောင်နှမတွေအကုန်လုံးအကြတော့ဘယ်လိုပြောရမလဲအိမ်အောင်ပြုကြရဲပြီးတော့အိုးတိမ်ထူထောင်ကြရဲဆိုတော့ဒါကအကုန်လုံးလုံးလုံးရိုးလုံးစင်ထုံးစံမယ်ဆိုတော့အရင်ကိုယ် ထူတမုံထူစားပြောင်းလဲသွားတာမဟုတ်အခုအခုကအင်တာဗျူးသွားတယ်ကိုလည်းဒီမားတယောက်အနေနဲ့တကယ်လို့အာသူတကယ်ဘောနော်သူရင်ပြုတ်ခဲ့လို့ကိုရင်ပြုတ်ရင်ပြုတ်ပြုတ်ရင်ပြုတ်ခဲ့မိမယ်ဒါပေမဲ့အချိန်နေရအကိုရင်ပြုတ်သွားတဲ့ခါကျတော့အကိုတယောက်အာသူအိမ်သူအိုးတအိုးတအိမ်သူထူထောင်သွားတယ်အာပြီးသွားရင်သူ့ကိုယ်သူအာဘယ်လိုပြောရမလဲသူချစ်တဲ့လူနဲ့အလက်တွဲသွားတယ်ဆိုတော့ဒါညီမတယောက်နဲ့ပြောရမှာလေနော်သူအဆင်ပြေသွားပြီဆိုပြီးတော့ ရင်ခံစားပြီးဘာလို့ငါ့ကိုမချစ်တာတော့လဲတခြားလူယူပါရလဲဆိုတော့အတွေးပြီးတော့အဲ့လိုမျိုးကြီးတွေးခဲ့ရတာမရှိဘူးပေါ့နော်ဟုတ်ဟာအဲ့ဒါယူခံရမှာပေါ့ဒါကတော့အကိုရဲ့မျိုးဆက်ပဲလေနော်အကိုရဲ့မျိုးဆက်ပဲဆိုတော့ဒါကတော့ဂျမဆိုလို့ရှိရင်နော်အကိုရေးအတွေးလေးရှိရဲဆိုတာဖြစ်စေချင်တာပေါ့တကယ်ရင်ယူတာမျိုးတော့ချက်ချင်းလက်ငင်းကြတော့လဲအရင်ပင်မနဲ့လေနော်အဲအချိန်တစ်ခုရောက်လို့ရှိရင်တို့လည်းစဉ်းနေစဉ်းစားမှာပေါ့နော်ဒါကတော့ကလေးတွေမျိုးဆက်တက်လေးယူရဲဆိုတာလဲအကိုရဲ့ စိတ်ပေါ်ရဲ့ကိုတို့ဒီဟာဘယ်လိုသဘောထားလဲရဲ့ဘယ်လိုသွားချင်လဲပေါ့အများကြီးမူတူရဆိုတော့လေဟုတ်ဘောအမအောင်ညီမတို့ chicken အပယ်လို့ကျေးဇူးများရတယ်မာရဲ့ဒီထက်ဒီထက်ပို့ပြီးတော့လဲ chicken အပယ်ပါလို့ပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်